မင်္ဂလာပါအခုဒီဗီဒီယိုမှာပရိသတ်ကြီးတို့မေးစရာမေးခွန်းတစ်ခုရှိပါတယ်ကျွန်တော်တို့အခုချိန်ထိ crypto တုံးဟာဘာကြောင့်ခက်ခဲနေသေးရလဲဥပမာဆိုရလို့ရှိရင် bitcoin ရဲ့ technology ကဘာလဲ ethereum gas fee တွေကဘာလဲစသဖြင့်ကျွန်တော်တို့မေးခွန်းပေါင်းများစွာရှိနေသေးပါတယ်ဒီလိုနဲ့ crypto exchange ကိုလေ့လာလို့နားလည်သွားပြီပဲဆိုပါတော့ဗျာအပြင်မှာ bridge canary တွေ network မှားပြီးလွှဲမိတာတွေ gas fee ပြဿနာတွေ transaction ကိုဘလို့လွှဲရမှန်းမသိရတယ်စတာတွေကျွန်တော်ထပ်ပြီးတော့တွေ့ကြုံရပဲပါတယ်ဒီနေ့ကဘာပေါ်မှာတမိုးကြီးဆုံးနှီးပညာ technology တစ်ခုလည်းဖြစ်လာခဲ့တယ် institution တွေကလည်းဒီ industry မှာ heavily investment လုပ်လာခဲ့တယ်။ဒါပေမဲ့ဘာကြောင့်မလို့ကျွန်တော်တို့ KP ငွေလွှဲသလိုမျိုးလွယ်လွယ်ကူကူဖြစ်မနေရလဲ။ဒေတာတခုကတော့လူတွေအားလုံးအသုံးပြုဖို့အတွက်ဆိုလို့ရှိရင်လွယ်ကူရမယ်၊မြန်ဆန်ရမယ်၊ရိုးရှိရမယ်။အခု review လုပ်ပေးသွားမှာကတော့ crypto အတွက် all-in-one application ဖြစ်တဲ့ DeFi app အကြောင်းပါ။ဒီ application က beta version phase မှာနေပဲ trading volume 15 billion ဒီရှိလာပြီးတော့ယနေ့လက်ရှိ Binance Exchange ပေါ်မှာ home ဆိုတဲ့ token အမည်နဲ့စတင်ပြီးတော့ list လုပ်နေပါပြီ။ အမှန်တိုင်းပုံဝင်လေးလေးပြောရမယ်ဆိုလို့ရှိရင်ဒီ centralized finance လို့ခေါ်တဲ့ DeFi industry ကဒီပညာနဲ့အလှမ်းဝေးတဲ့လူတွေတာမန်လူတွေအတွက် ဆိုလို့ရှိရင်တော့ကြားရရင်အိမ်မက်ဆုံးတစ်ခုလိုပါပဲ။ချိန်တိုင်းမှာ gas fee တွေကွဲပြားနေတာ token တွေတစ်ခုနဲ့တစ်ခုကူးပြောင်းဖို့ဆိုလို့ရှိရင် bridge တွေခံဖို့လိုတာ swap လုပ်တာ farming လုပ်တာ trade လုပ်တာ staking လုပ်တာဒါတွေကျွန်တော်တို့အသုံးပြုဖို့အတွက်ဆိုလို့ရှိရင်လည်းနောက်ထပ် application မတူညီတဲ့10ခုလောက်ထပ်မံပြီးတော့ဖြည့်စွက်သုံးနေရတယ်။ဒီကြားထဲမှာမှ ကျွန်တော်တို့တုံးတာမှားသွားတယ် network မှားပြီးတော့လွှဲပြီးရဆိုလို့ရှိရင်ကိုလွှဲတဲ့ပတ်စံတွေအကုန်လုံးကဆုံးရှုံးမှာဒီလိုဖိတ်ရှုပ်စရာကောင်းလာတဲ့ဤပညာနယ်ပယ်ကြီးမှာအခုကျွန်တော် review လုပ်ပေးမယ့် DeFi app ဆိုတဲ့အကြောင်းကိုသိသွားပြီဆိုလို့ရှိရင် video ကြည့်ပြီးရမိတ်ဆွေတို့ရဲ့အဖွားကိုယ်တိုင်တော်မှ DeFi ကိုစတင်ပြီးတော့တုံးလို့ရတော့ review သွားပါလိမ့်မယ် DeFi app ကိုအသုံးပြုတတ်သွားပြီဆိုလို့ရှိရင် chain အားလုံးအတွက် swap လုပ်ဖို့ click တစ်ချက်ပဲနှိပ်စရာလိုတော့ပါတယ် gas fee အသုံးပြုဖို့လည်းမလိုတော့လို့မျိုး bridge တွေလည်းခံစရာမလိုတော့ပါဘူးအကောင်းဆုံးကတော့ self custody ကိုယ့်ရဲ့ digital wallet ကကိုကိုယ်တိုင်ရဲ့ထိမ့်သိမ်းမှုအောက်မှာပဲရှိနေမှာပါဒါကြောင့်မလို့အခု review လုပ်ပေးရဲ့ DeFi app က blockchain လောကရဲ့ KP version လို့ကျွန်တော်တင်စားလိုက်တာဖြစ်ပါတယ်ဒီ app ရဲ့အလုံးလုံးတဲ့ feature တွေနေတဲ့နံပါတ်၁အချက် cross chain swap ပါ ethereum နဲ့ solana ကိုပြောင်းချိန်ပါတယ် bridge တွေမလိုပါဘူး gas fee တွေလည်းပေးကြမလိုပါဘူး click တစ်ချက်နှစ်ယုံနဲ့ပြောင်းလို့ရပါတယ်ဒီပြင်ဘာတွေထပ်လုပ်လို့ရမလဲဆိုလို့ရှိရင်တော့ perpetual trading တို့ staking and yield farming တို့ ချိန်အားလုံးကိုတနည်းအားထဲမှာပဲလောက်ကံရမှာဖြစ်ပါတယ်။ယနေ့လက်ရှိချိန်မှာ Better Face လို့ခေါ်တဲ့စမ်းသပ်ကာလအဆင့်ပဲရှိပါသေးတယ်။ဒါတော့မှ Trading Volume က15 Billion ရှိနေပါပြီ။အသုံးပြုသူ User ပေါင်း၄သိန်းကျော်နေပါပြီ။စမ်းသပ်အဆင့်ကာလပဲရှိသေးတဲ့ Application တစ်ခုထွက်ဆိုလို့ရှိရင်ဒါကတော်တော်လေးကြမ်းတမ်းတဲ့ပမာဏလို့ပြောရမှာပါ။ ဒီနေရာမှာသူ့ရဲ့ project ကိုမောင်းနေနေတဲ့ home ဆိုတဲ့ token ကတော့ system တစ်ခုလုံးအလုံးလုပ်ဖို့အတွက် native token အနေနဲ့အသုံးပြုပါတယ်။ home token ကို stake လုပ်တဲ့အခါမှာကျွန်တော်တို့ဘာအချိုးကျစုတွေရရှိမလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ airdrop တွေကြာလာတဲ့အခါမှာကိုကသူများထက်ပိုပြီးရရှိနိုင်တဲ့ experience 3စပိုပိုရရှိမှာဖြစ်ပါတယ်။ဒီ protocol အလုံးလုပ်တဲ့အခါမှာရရှိလာတဲ့ revenue အချိုးအမြတ်တွေက robot တွေပြန်လဲဖွဲ့ဝေရရှိမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ project အောင်မြင်ဖို့တိုးတက်ဖို့အတွက် voting မဲဖွဲဆုံးဖြတ်ရာမှာပေးတဲ့ governance power ရရှိမှာဖြစ်ပါတယ်ဒီ project မှာ banding mechanism ပါတဲ့အတွက် cryptocurrency inflation ဖြစ်မှာလဲမစိုးရိမ်ရပါဘူးအသုံးပြုသူ user များလာလို့ရှိရင် revenue တွေများလာမယ် revenue များလာလို့ရှိရင်ဈေးကွက်တွေကိုရောက်ရှိသွားတဲ့ token တွေကိုပြန်ပြီးတော့ project ကနေဝယ်မယ်ဝယ်ပြီးတော့သူတို့ကိုယ်တိုင်ပတ်စံစိုက်ထုတ်ပြီးတော့ ban လုပ်မယ်ဒီလိုလုပ်ချင်းအပြင် inflation ရန်ကိုကာကွယ်တာဖြစ်သူမျိုးဈေးကွက်ထဲမှာ crypto တွေတဖြည်းဖြည်းနဲ့နည်းလာလို့ရှိရင် supply demand အရ crypto ဈေးနှုန်းတွေတက်လာမယ် ဈေးနှုန်းတွေတက်လာရင်တော့ရင်းနှီးမြှုပ်နှံထားတဲ့ investor တွေအကျိုးအမြတ်တွေအများကြီးရရှိမှာဖြစ်ပါတယ်။ဒါကသူ့ရဲ့အလုပ်လုပ်ပုံအချင်းကျုံဖြစ်ပါတယ်။ Major crypto exchange တွေဖြစ်တဲ့ Binance, Coinbase, KuCoin, HDH, Gate.io စားရတယ်မှာ list လုပ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့လွတ်လပ်စွာအယောင်းဝယ်လုပ်လို့ရနေပါပြီ။ဒီလို project တွေက crypto industry တိုးတက်ဖို့အတွက်အင်တမအရေးကြီးလာပါတယ်။ဘာကြောင့်အရေးကြီးလဲဆိုရင်တော့ crypto currency ကယနေ့အချိန်ထိ300ခန့်နေသေးတဲ့အတွက်ကြောင့်မလို့ ျွန်တော်တို့ user တွေအသုံးပြုတာနားလည်တဲ့ everything in one app ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့လိုအပ်နေပါတယ်။ဒါကြောင့်လည်း DeFi app ကဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားနေတာဖြစ်လို့မျိုး better face မှာနေမဲ့15 billion trading volume ရလာတဲ့အတွက်တော်တော်လေးအောင်မြင်မှုရနေပြီလို့ကျွန်တော်တို့မြင်ရပါတယ်။ဒါကြောင့်ဒီကုန်းချုပ်အနေနဲ့ DeFi app ကမကြခင် blockchain industry ရဲ့ KPI version ဖြစ်လာနိုင်မလား။ home token ဆိုတာက cryptocurrency industry အတွက်အပြုသဘောဆောင်တဲ့ defi solution ဖြစ်လာနိုင်မလားအဲ့ဒီမေးခွန်းအတွက်အဖြေရတော့အချိန်ကစကားပြောသွားပါလိမ့်မယ်။လုံးဆန်နိုင်မယ်ဒီဗီဒီယိုက educational purpose only ဖြစ်ပါတယ်။ရှင်းလင်းမြတ်မှုလုပ်တော့မယ်ဆိုလို့ရှိရင်တော့ do your own research လုပ်ပြီးတော့မှ comment ချက်ချဖို့အတွက်အကြံပြုပါရစေ။အားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။